ဘာတွေကိုစောင့်ကြည့်လေးလာမလဲဘယ်လိုမှတ်တမ်းတွေရေးတင်မလဲဆိုတော့ဘုသေစိတ်ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီတဏ္ဍပူချပေးပြီးသားဖြစ်ပါတယ်လူရောက်ပေါင်နေပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့တဲ့ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကို Hornbill Organization ဖွဲ့တွဲရောက်ပြီးအဓိကထားစောင့်ကြည့်သွားမှာဖြစ်ပါတယ်မဲယုံပေါင်း950ကိုစောင့်ကြည့်သွားဖို့စေနာဝန်ထမ်းပေါင်း950ကိုရွေးချယ်ထားပါတယ်မဲဆန္ဒရှင်တွေနဲ့မဲဆင်တွေနိုင်ငံရေးပါတီတွေကိုစောင့်ကြည့်သွားမှာဖြစ်ပြီး ပြူတင်မဲတွေကိုလည်းလေးလာဆောင်ကြည့်သွားမှာပါလူရောက်ပေါက်နေတဲ့ lambda ဆက်တော့ရေးခတ်ခဲတဲ့နေရာကိုကျွန်တော်ရွေးချယ်နောက်တခြားတစ်ဖက်ကလည်းကျွန်တော်ကဒီ home base organization ဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်ချင်းလူမျိုးများစွာဖွဲ့စည်းထားပါတယ်ဆိုတဲ့အခါမှာကျွန်တော်ကချင်းပြည်နယ်အဓိကမဲယုံ330 ်ဆောင်ကြည့်လေ့လာမယ်နောက်တစ်ဆက်တစ်ဆက်ထဲမှာရခိုင်ပြည်နယ်စကိုင်းတိုင်းပေါ့ဟုတ်ဆောင်ကြည့်မဲ့အပိုင်းတွေကတော့ကျွန်တော်တို့ဒီအရင်ဆုံးခုဆိုရင်ဒီမဲဆန္ဒရှင်စင်းပေါ့ဟုတ်ကဲ့မဲဆန္ဒရှင်စင်းရှင်းမယ်နောက်ပြီးတော့နိုင်ငံရေးပါတီများရဲ့မဲဆက်စည်းရုံးချင်းကာလပေါ့အဲ့မှာကျွန်တော်တို့ဆောင်ကြည့်မှတ်တမ်းတင်မယ်အဲ့ဒါပြီးတာနဲ့တပြိုင်နက်ကျွန်တော်တို့ကြိုတင်မဲတွေပေးတာပေါ့နော်အဲ့ဒါလေးဆောင်ကြည့်လေ့လာမယ်ပြီးရင်နောက်ဆုံးဒီ e-day နေ့လို့ခေါ်တဲ့ရွေးကောက်ပွဲနေ့ကိုကျွန်တော်တို့ဆောင်ကြည့်လေ့လာမှာဖြစ်ပါ နိုင်ငံတော်အစိုးရကစပြီးပြည်သူတွေတဦးချင်းစီအထိဒီရွေးကောက်ပွဲဟာသူတို့အနာဂတ်အတွက်မျှော်လင့်ချက်ရှိတယ်ဆိုပြီးအားပေးရင်တော့စိတ်နေစိတ်ထားတွေပြောင်းလဲလာမှာဖြစ်တယ်လို့ဦးခင်လျင်ကပြောပါတယ်။အထူးသဖြင့်တမဘေးကျုံတဲ့ area တွေမှာရှိတဲ့မင်းဆန္ဒရှင်တွေရဲ့အာဒီသူတို့ရဲ့ဘဝအနေထိုင်မှုအတွက်လည်းစိုးရင်ပူပန်တဲ့ဒီအနေအထားတွေကိုကျွန်တော်နိုင်ငံတော်အစိုးရတော်ကော ကျွန်တော်ဒီအစားတက်ဆိုင်ရာနိုင်ငံရေးပါတီတွေအရက်ဖက်ဖွဲ့စည်းတွေလူမှုဖွဲ့စည်းတွေပြီးတော့နိုင်ငံတကာဖွဲ့စည်းတွေပြီးတော့ပြည်သူတဦးချင်းစီအနေတရားတွေကိုသူတို့ရဲ့ဒီအနာကတ်အတွက်နောက်ရင်းချက်စစ်တီးတွေရှိပါတယ်ဒါတွေကခဏလေးပဲဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်တို့ဒီမဲဆန္ဒရှင်တွေကိုအားပေးနှိမ့်သိမ့်ပြီးတော့မှအာတလူဟာမျိုးအားလုံးပူပေါင်းပြီးတော့လုပ်တယ်ဆိုတော့ပို့ပြီးတော့အစားပေါ်လေဒီရုပ်ကပွဲမှာအားလုံးပါဝင်နိုင်တဲ့ all inclusive mode အဲဒီဥစ္စာကိုကျွန်တော်တို့ရနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒါလေးပဲထည့်ပြီးတော့ပြောစီပါတယ် Hornbill organization ကို2010ခုနှစ်ကစတင်ခဲ့ပြီးနိုင်ငံကအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတဲ့နောက်မှာတော့ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်မှုတွေကိုအကောင့်ထည့်ဖော်နိုင်ခဲ့ပါတယ်ရွေးကောက်ပွဲလုပ်ငန်းလုပ်မဲ့ပုဂ္ဂိုလ်တွေစေနာဝန်ထမ်းတွေဟာအရေးချင်းပြည့်မီဖို့လိုပြီးမြန်မာစာကိုသဘောပေါက်တဲ့လူတွေနိုင်ငံရေးပါတီတွေနဲ့ကင်းရှင်းတဲ့လူတွေကို လေးလာသူတွေအဖြစ်စီစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်